အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော် channel တွေကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာကျွန်တော်ရဲ့ညီကိုမောင်နှမများကိုဖတ်ပြပေးခြင်းတဲ့ဝတ္ထုလေးကတော့စာရေးဆရာကြီးဟန်တာဝရီဦးဝင်းတင်ရေးသားထားတဲ့ဘာလဲဟဲ့လူငယ်လို့အမည်ရတဲ့အခန်းဆက်ဝတ္ထုလေးရဲ့အပိုင်း6ဖြစ်ပါတယ်ခင်ဗျာနားတော်တာဆင်ပြေးကြပါအောင်ခင်ဗျာယခကုံမန်ဝိုင်းရံပတ်လို့ရစောင့်ကြက်တဲ့နှစ်ပန်းတစ်စင်တွင်ကျွန်တော်တို့ငယ်ငယ်လူတွေဘောက်အွယ်ကတယောက်တည်းစူညီခဲ့တဲ့တခြင်း တငယ်ချင်းတွေစုမိရင်လက်စစ်မိတိုင်းမလင်းနဲ့ညမှာမောင်းမှာဝိုင်းဟစ်ခဲ့တဲ့တချင်းမမ့်မိသေးတော့တယ်ပုံမမ့်နေတာကထောင်ထဲကနှစ်ပန်းသစင်းတွေထောင်ဆိုတာလူကိုယ်သာပိတ်ဆောင်ထားတာမဟုတ်ဘူးထောင်သားနဲ့ဆက်သမျှဆိုင်သမျှအားလုံးစုအားလုံးကိုပိတ်ထားဖုံးထားဆို့ထားလောင်ထားတာရင်ပေါ်တော့မတန်းရဆိုတဲ့စကားလိုရင်ကောင်းတော့မထွက်ရဆိုတဲ့အမိန့်အာဏာဘာသာအဆောင်ချက်တွေနဲ့ဝိုင်းရင်ပတ်တဲ့နေရာ အဲဒီလိုနေရာမျိုးမှာထောင်နေရန်ကိုဖြတ်ထွက်ရုံမက နေဆက်ကိုပါဖြတ်ကျော်ကဘာပေါ်မြေအနှံ့ကိုရောက်သွားတဲ့အရာတခုကျွန်တော်ထုတ်လုပ်ဖို့တယ်ကျွန်တော်မှတ်မိတယ်ကျွန်တော်ကဗျာတပုတ်သေးကစာတပိတ်ကိုပြန်သုံးမယ်မြမြူယူကျော်ယူမမြောင်းလိုက်တော့ကျွန်တော်ထောင်နေကကဗျာကယူမကျော်ကဘာပြော ဖြစ်သွားတယ်ကဘာပြောနိုင်မှာပေါ့ကျွန်တော်ကဗျာကစေအာနာရှင်တွေရဲ့လွားကိုင်းဓာကိုင်းကျိုးကိုင်းတောက်ကိုင်းထောင်လန်းကြီးပကွက်သား ထောင်ပကွက်တာစာပီစီစီရေးပကွက်တာတွေကိုတမျောတခေါ်ကြီးခြံရစ်ခဲ့တာကိုစစ်ကြမလားတတိုင်းတီပြေကတ်ခဲ့တာကိုဒီလိုဗျ1992ဧပြီမှာဆေယနာရှင်တွေအချင်းချင်းဖြုတ်ထုတ်ဖန်လုပ်တယ်။ဘိုဂျိုမူကြီးစောမောင်ဆိုတာမြောင်းနဲ့ရောက်သွားတယ်။ဘိုဂျိုကြီးတန်းချွေဆိုတာတက်လာတယ်။အာနာရှင်ကြီးကလထိုင်အွေအလူမှာနိုင်ငံကြီးအကျဉ်းသားတချို့လူငယ်ကြီးကလွတ်ကြတယ်။ အဲ့ဒီထဲမှာရှီလေးလုံးကကြော်ထွေးဆိုတဲ့တငယ်နိုင်ငံရေးအကျဉ်းသားတစ်ယောက်ပါတယ်ကြော်ထွေးကအခုတာဂီတာမြို့နယ်ဒီကျုံမှာလှုပ်ရှားနေတယ်ရန်ကုန်တိုင်းအတွင်းအစီအပိုင်းခရိုင်ရဲ့ရွေးကောက်ပွဲကျင်းပရေးကော်မရှင်အဖွဲ့အဖွဲ့ဝင်ဖြစ်နေတယ်ကျွန်တော်တို့အင်းစင်ထောင်တိုင်ဝင်းအတွင်းကသုံးတိုင်မှာရောက်နေကြတယ်လူကြီးလူငယ်တွေအတော်များတယ်ဘိုးတော်ခင်ဝင်းတို့မိုးစော်ဦးတို့ဝင်းနိုင်တို့ကိုကိုကြီးတို့ရန်အောင်တို့ဘူဘူဦးတို့ကိုစိုးမြင့်တို့ဦးရထွန်းတို့ကိုမင်းစင်တို့စုံလိုက်ပါပဲ အားလုံးတော့မမှတ်မိတော့ဘူးကျွန်တော်ကိုအားလုံးထဲမှာကွက်ပြီးချောင်ပိတ်ထားတယ်အားလုံးလည်းတိုက်ပစ်ခံနေရတာပါကျွန်တော်တို့နည်းနည်းပိုချက်ပြီးတခုတော့အခန်းပိတ်တာကြော်ထေးကသူရီချိုးဆင်းကျင်ထောင်ဝင်းသာထွက်ချိန်ပြောင်းနေတွင်မှာကျွန်တော်အခန်းရှိတခုတကရောက်လာတတ်တယ်ကျွန်တော်ကိုလည်းအားပေးတာပေါ့သူသိချင်တာလေးလည်းမေးတာပေါ့နိုင်ငံကြီးအကြောင်းတောင်းပြောင်းထွေလာမကြလိုက်ဘူးကြော်ထွေးလွတ်တော့မယ်တဲ့တရင်တဲ့တဲ့ကြားရတယ် အဲ့ဒီအချိန်မှာကျွန်တော်မွေးစားသမီးခင်သူစာနဲ့ဆွေဆွေကပြည်တင်ရောက်သူရောက်ဩစတြေးလျပေါက်သူပေါက်မိတွေလည်းပါသွားတယ်သမီးတွေကိုမတွေ့ရတော့ဘူးသမီးတွေကိုနှိညာတန်းထားနေရတဲ့အချိန်မိတွေကို လွမ်းတနေရတဲ့အချိန်ကြော်ထွေးလို့မဲကြားလိုက်တာနဲ့မိတွေအတွက်ကျွန်တော်ကြပြာကောက်ရည်တယ်တန်းတကြပြာ လွမ်းတကြပြာမဟုတ်ပါဘူးအဖိုးရွယ်ရောက်နေသူကမိတွေကိုလိမ္မာရေးချရှိအောင်တုံတင်ကြပြာ ဆုံးမကြပြာ ။ကြပြားလေးကယိုယိုဆင်းဆင်းရှင်းရှင်းလင်းလင်းပါပဲ။တည်ငြိမ်ဝန်စာပြတ်သားစီဆောင်ရိုးဖြောင်းရောင်ရဲဇွဲကြည့်တီခံမန်နေစွန့်လို့မြင့်မြတ်စာနာချိုတာပွင့်လင်းရိုးပင်တက်စီဒါပါပဲ။ကြော်ထွေးကကျွန်တော်အိမ်ပို့ပေးတယ်စိတ်ချရတယ်။ခက်တာကစာရေးယူသွားလို့မရဘူး။ထောင်ထဲကဘာစားမှထုတ်လို့မရဘူး။ဒီတော့ကြက်သွားမှတ်သွားအလွတ်ကျအလွတ်မှတ်သွားကြော်ထွေးကမှညံကောင်းနေတယ်။ ။ကြပြာကိုကြက်တယ်မှတ်တယ်။နှုတ်တက်ရွက်ရွက်အလွတ်ရသွားတယ်။သူလွတ်သွားတယ်။ကြပြာကိုနေရင်းချင်းပဲအိမ်သွားပေးတယ်။ကျေးဇူးတင်လိုက်တာမောင်မင်းကြီးသားတော်ရှာပါပြီတဲ့။ကောင်းရှာပါပြီတဲ့။တာဝန်ကျေပါပြီတဲ့။ကူညီဖို့ရပါပြီတဲ့။ဒီမှာဒါနဲ့ဇလန်းဆုံးသွားတာမဟုတ်ဘူး။ဒီမှာမှဇလန်းကစားတာ။ကျွန်တော်တငယ်ချင်းအုံထုံးကကြပြာကိုရွှေသွားစာဆောင်ပို့လိုက်တယ်။ရွှေသွေးစာဆောင်ကပုံနှိပ်ပေါ်ပြလိုက်တယ်။ ရှစ်တော်မြေများတို့ခေါင်းစဉ်နဲ့ပေါ်ပြလိုက်တယ်။ဝင်းထုတ်ဦးစောမာလာအင်္ဂလန်ရမြင့်စုစောယူပါအော်စတြေးလျခင်နနာထွန်းမြန်မာတို့ကိုရည်ညွှန်းတယ်။ခင်နနာထွန်းကအခုအရွယ်ရောက်တော့ခင်ဦးသစင်ဖြစ်နေပြီ။အုံထွန်းကတော်မဆောလွင်ကအင်္ဂလန်ကမြေဒီအမေသူ့သမီးကြီးခင်သူစာထွန်းစီကိုချွေသွေးပို့တယ်။အော်စတြေးလျကမြေဒီအမေသူ့သမီးလက်ခင်ဆွေဆွေထွန်းစီကိုချွေသွေးပို့တယ်။အိမ်မှာအတူနေတဲ့သူ့သမီးငယ်ခင်ရင်ရင်ထွန်းက သူ့ရဲ့တူဦးဒီတော်သမီးခင်ဦးတခြင်းအတွက်ရွှေသွေးကိုမှန်မောင်းသွင်းတယ်။သမီးအိယာဘီမှာချိန်တယ်။သူစားတို့ဆွေဆွေတို့ကလည်းအဲ့ဒီတိုင်းလုံးကြတဲ့။ဒီလိုနဲ့ကျွန်တော်ထောင်ထဲကရေးပြလိုက်တဲ့ကြပြာဟာမြမပြန့်သွားတယ်။ကဘာနှံ့သွားတယ်။ဒါပဲကျွန်တော်တပြောတည်းပြောပြောနေတဲ့လူရင်ကြံစနီးလန်းရတဲ့ဟိဆိုတာ။လှုပ်နေရင်လမ်းတွေ့တယ်။လမ်းတွေ့ရင် လက်ချိန်မိတယ်။လက်ချိန်မိရင်လွတ်ပေါက်တွေ့တယ်။လွတ်ပေါက်တွေ့ရင်လမ်းဆွဲယုံပဲပေါ့။ ဒါကြောင့်လေကျွန်တော်ကပြားလေးထောင်နေရန်ဖောက်ထွက်နိုင်တာပဲကျွန်တော်စကားတွေထောင်နေရန်ကြော်ဖြတ်နိုင်တာပဲ1997တတင်းကျိုးတဆောင်မုံလမေလာမင်းကရောင်ကြီးလေးနဲ့ပတ်ဖြန်းနေတယ်အထူးဆောင် ထောက်လိုင်းရေးစခန်းဆောင်မှာတေးတန်တွေအများကြီးနေတယ်အားရပျော်ရွှင်တေးမော်ဝင်တော့တေးပင်တေးသည်ညံ့ညိုင်သေးအောင်ဖန်တီးစီရင်တေးတန်တွေကြားမှာကျွန်တော်မိန်မောနေတယ် ရှင်ထဲမှာလည်းကြပြားဆရာတင်မိုးရဲ့ကြပြားဖန်နေသူဆိုတဲ့ကြပြားလေးကစာတပိုက်ကိုအမှတ်ရနေတယ်။တစိမ့်စိမ့်တွေးနေမိတယ်။လာတာပြီးမယ်အထူးဆောင်တစ်တော့အုတ်သေးကိုရှင်းလည်လာရောက်မတွေးနိုင်ဘူး။ကျွန်တော်တို့အားလုံးတင်းမော်ဝင်နေကြတယ်။တေးတန်ကနီးလာလိုက်ဝေးသွားလိုက်။ငွေလာရောက်ပျောက်တိပျောက်ကြမှာတေးသွားတယ်။ရကန်းဆက်နေကြတယ်။ချွေကြီးငွေကြီးတန်းပါလို့ရကန်းခုံစင်ကန်းခုံစင်ဆိုသလိုတေးသားနဲ့ငွေလာရောက် ချွေကြီးငွေကြီးတန်းနေကြတယ်။ကြီးတဲ့ဒေသံကကိုခင်မောင်မြင့်ဆိုတာ။သူခန်းကရောက်နေတယ်။ကိုခင်မောင်မြင့်ကပြည်သူတို့တဲ့ရပါတီ။ပြည်ကျရဲ့ဥက္ကဋ္ဌပါတီဥက္ကဋ္ဌဖြစ်ုံလောက်နဲ့တချင်းကောင်းကောင်းဆိုနိုင်စရာအကြောင်းမရှိပါဘူး။သူကနာမည်ကျော်သေးတဲ့ချင်းကိုတန်းနိုင်ရဲ့အကိုတော်ဖြစ်နေတယ်။ဒီမျိုးရိုးဗီဇဆွဲအားနဲ့တချင်းနေဟစ်နေတာ။ဝေးတဲ့အတန်ကကျွန်တော်တို့ဆယ်ခန်းတွဲတိုက်ရဲ့ရှေ့ဘက်မှာရှိတဲ့တိုက်နစ်ကလာတဲ့အတန်။ဒီတန်ချင်းကနာမည်ကျော်အမှုပညာရှင် စာကနာ ကိုသူရကိုနားထောင်ကောင်းတာပေါ့ကိုခင်မောင်မြင့်နဲ့ကျွန်တော်ကတက်တူရွယ်တူလောက်ဖြစ်ပါတယ်လွတ်နေရတဲ့နေ့မှာကျွန်တော်တို့တက်ကတူအတူရောက်ခဲ့ကြတယ်ထင်တယ်သူရောကျွန်တော်ရောအထက်တန်းចောင်းသားပေါ်မှာចောင်းသားခေါင်းဆောင်တမကဥက္ကဋ္ဌလိုဘာလို့လုတ်ခဲ့ကြတယ်တက်တူရောက်တော့ကျွန်တော်ကစာပညာရှိចောင်းနဲ့မျောပါသွားတယ်သူကចောင်းသားနိုင်ငံကြီးလို့ရင်ထင်ရှားလာတယ်နောက်ပိုင်းမှာသူကနိုင်ငံကြီးခေါင်းဆောင် ထောင်တွေကြကိုကိုကျွန်းတွေရောက်ကျွန်တော်ကသတင်းစာကြည့်ရ စာရီခရီးတွေထွက်1963မှာ ပြည်တွင်းငြိမ်းချမ်းရေးဆန္ဒပြပွဲတွေခရီးရှည်လူလူရှည်တက်ပွဲတွေလုပ်တယ်ပြည်လန်းဘက်ကစစ်ကြောင်းတစ်ကြောင်းတကိုးဘက်ကစစ်ကြောင်းတစ်ကြောင်းရှိတယ်ရန်ကုန်မှာလာဆုံကြတယ်ပဲခူးစစ်ကြောင်းမှာကိုခင်မောင်မြင့်ကစစ်ကြောင်းမှုငြိမ်းချမ်းရေးစစ်ကြောင်းတွေရှိရကိုကျွန်တော်နေ့ရက်တိုင်းသွားတယ်တရင်ယူတယ်တပ်ပုံရိုက်တယ်လူတွေ့မိတယ်အဲ့ဒီအချိန်ကကြီးမွန်တဲ့င်းစာမှာကျွန်တော်အလုပ်လုပ်တော့ ကျင်းမုံတရင်သာပစုံတောင်ဘက်မှာရှိတာဆိုတော့ကိုခင်မောင်မြင့်လင်မယားဖွင့်ထားတဲ့စစ်လေးဆိုင်ကိုရောက်လာတယ်။သူတို့ဆိုင်ကလည်းပစုံတောင်ကျင်းသားမှာသူ့မိမတင်တင်ကိုသူထောပနာပြုလေးရှိတယ်။သူ့မိစားသားကိုလည်းချီးမွမ်းတတ်တယ်။တကယ်တမ်းဖွင့်ရန်ပြောတဲ့ရင်နှင်းကပြုတ်လာတဲ့စကားတွေ။စကားကတော့အမြဲတမ်းလိုလိုနိုင်ငံကြီးပါပဲ။ရှေးလေးလုံးဒီမိုကရေစီအရေးတော်ပုံကာလကြတော့သူနဲ့ကျွန်တော်မကြာခဏဆုံနေ။သူကသူ့ပါတီပြီးကျူမှာ ကျွန်တော်ကဒီချုပ်မှာ။ စကားလက်ဆောင်ကျဲရဲသွားတယ်။လူချင်းအတွေ့နေသွားတယ်။နိုင်ငံရေးသမားတိုင်းကအဲ့ဒီအချိန်မှာစကားတွေပြောတရားဟောနားရတယ်အားရတယ်မရှိကြဘူး။1989မတ်လဘုံမော်နေ့မှာစစ်မှုတက်ကတူတဲ့ကျွန်တော်တို့ရောက်သွားတယ်။ဒေါအောင်ဆန်းစုကြည်တရားဟောတယ်။ကိုခင်မောင်မြင့်လည်းတရားဟောတယ်။သူစကားပြောရင်အံပုံကြီးကျွတ်ကျွတ်ကြလို့ပါဇက်တွေကဆွဲထုတ်ပြီးအပေါ်တင်လိုက်တယ်။လူတွေရေကြသေးတယ်။သူတပည့် ကွန်မြူနီယူကြီးကိုတင်အောင်ကသူ့ကိုတီးသွားလိုက်အံပုံမောင်းလို့ကင်မွန်းတက်တယ်ကျွန်တော်တို့ထောင်နေရှေ့ကျင်းတော်ချင်းရောက်ကြတယ်အထူးဆောင်ကိုတနေ့တည်းတပြိုင်နက်ရောက်ကြတယ်အထူးဆောင်မှာဇာနာကလည်းရှိနေပြီတော့သူတို့တချင်းဆိုပဲဖြစ်သွားကြတာပေါ့ဆိုလိုက်ကြတာညတိုင်းညတိုင်းတချင်းနဲ့ညဉ့်ညံကြားနေရတယ်ဇာနာကကစ်တချင်းတွေဆိုကိုခင်မောင်မြင့်ကခေဟောင်းတချင်းတွေဆိုတခါတခါဘာကပယူကြီးကိုတက်ခိုင်ကဝင်ဝင်ဖောက်တယ် သူ့တန်သူ့တချင်းကလည်းအကောင်းစားတွေပါ။မောင်မိုးသူကလည်းဝင်ပါလိုက်သည်။သူကမန္တလေးသားပေမဲ့နန်းတော်ရှိတို့မြို့မကြီးတို့ဆရာညာတို့တချင်းတွေကိုဟစ်တဲ့အခါအဲ့ဒီဆရာတွေရဲ့ခြေပြားကိုမမိဘူး။ခြေပြားကိုမမိတာ။ဘယ်ဟာကိုပဲလို့လို့မိတော့မှလေ။ဒါနဲ့တိမော်ဝင်ချိန်မှာသူကတိပြော်တော်ဆက်တဘောဝင်ဝင်နောက်တယ်။ကိုခင်မောင်မြင့်နဲ့ကျွန်တော်စကားလက်ဆုံးပြောလို့မကောင်းဖြစ်ခဲ့ကြပုံလေးပြန်လည်ခြင်းသေးတယ်သူရောကျွန်တော်ရောတီးလုံးတွင် တီးခြားလုံခြုံရေးပေါ့ဒီတော့သူနဲ့ကျွန်တော်စကားမပြောရအဆက်အသွယ်မလုပ်ရထောင်ဝင်စားအတူမထွက်ရတနေ့တော့ထောင်ခောက်သွားတယ်ကျူးကြမှုကြောင့်ပြတ်သွားတယ်ပေါ့ကျွန်တော်တို့နှစ်ယောက်ကိုထောင်ဝင်စားအတူထုတ်တယ်ထောင်ဝင်စားခန်းရောက်တော့ညွန့်ချုပ်ခန်းမအားလို့ဆိုပြီးတာမန်အချင်းသားထောင်ဝင်စားခန်းကိုပို့တယ်အဲ့ဒီမှာလည်းအခမ်းမအားသေးလို့တဲ့ကျွန်တော်တို့ညောက်ကိုထောင်ဝင်စားခန်းပေးပဲထောင်တတိုင်းမြေတဲကွက်လက်သေးပို့ထားတယ်ကျွန်တော်တို့ညောက်စကားလက်စုံပြောလို့မကုန်ဖြစ်သွားတယ် နိုင်ဝက်တနိုင်နီးပါးကြထင်ပါရဲ့ရှီဟောင်းတောင်းပြေရောနိုင်ငံရေးရောထောင်ဒုက္ခရောစုံတကားစီဖြစ်သွားတာပေါ့သူ့စကားတွေကမှတ်မိလိုက်တာတခုကကျွန်တော်တည်ရင်အလောင်းပေါ်ပါတီအလံအုပ်ပေးပါဗျာတင်းတင်းကိုဒီစကားမပြောရလို့ခမားလူကိုမာတာတဲ့ရောက်တဲ့ရရအတွေးချေဆန့်ရကဘုံတိုင်းစုညံတန်တွေကြားရတယ်။အော်တန်ဟစ်တန်တွေကြားရတယ်။ကိုခင်မောင်မြင့်နဲ့ဇာကနာကစိန်ခေါ်ပြီးတချင်းဆိုပြိုင်နေကြတာ။မင်းဟိုတချင်းရလား ငါဒီတခြင်းရတယ်နဲ့စိန်ခေါ်ပြီးဆိုနေကြတာဆိုရင်ဆိုရင်ရှေ့ကတခြင်းနေရောက်သွားတယ်ဒေါ်လာတန်အေးမေရှင်မအေးမိမကြီးအောင်ခင်မောင်ရင်မောင်တင်မောင်ပြည်လာပြီရွှေညာမောင်စတဲ့သူတွေဆိုထားတဲ့တခြင်းနေရောက်သွားတယ်တော်ကြတော့ငကနီတခြင်းရောက်စင်တာဝါဒတခြင်းရောက်နိုင်ငံရေးတခြင်းတွေရောက်နောက်ဆုံးတော့တပုံတပုံထထတခြင်းတွေစီခုံပေါက်ကြွေးကြော်ရောက်ရောက်သွားတယ်တိုင်းတိုင်းတိုင်းဆိုပြီးအတန်နေကြရတယ် တနတ်တံမဟုတ်ဇာကနာအခန်းခေါင်မိုးပေါ်ခဲတီကြလာတယ်တတိုင်းတိုင်းနေပေါ့ဇာကနာမခံနိုင်မရနိုင်ဖြစ်သွားတယ်ဟဲ့ဘသူလဲကွာပါလဲကွာကုန်းတော်ရတာပေါ့ခဲတီကကြာမြင့်ကြတော့ဇာကနာပောက်ကွဲရောကလောတုတ်ကွဲရောဟဲ့ငါအမှုပညာသမားကွာခဲပေါက်တော့မခံနိုင်ဘူးပြောစရာရှိလားပြောငါအမှုပညာကိုမစော်ကားနေကျွန်တော်တို့တိုက်ကလည်းဝိုင်းအားကြအော်ကြတယ်အထူးဆောင်ထဲမှာပဲတိုက်တလုံးနဲ့အခြေစိုက်ထားတဲ့ထောင်းလင်းကြီးတွေကခင်းနေပေါက်ကြတာ ဟိုကအော်ဒီကဆဲဖြစ်လာတော့ကဲပေါက်တာရက်သွားတယ်ဘာမှပြန်မပြောဘူးတော်တန်တိတ်ဖြစ်သွားတယ်ဆဲတန်စုတန်ဟိနေဟောက်တန်တွေလည်းပြတ်သွားတယ်နောက်တည့်ရနေ့လောက်ကြာတော့ထောင်ပိတ်ချင်းရောက်လာနဲ့တချင်းတန်ဒီဟိုကသာဒီကသာဖြစ်လာတယ်အဆောင်ဒီဘက်ကလည်းတချင်းတန်ဒီပြန်လာတတယ်ဇာကနာဘာလုပ်လိုက်တယ်မသိ1980ကျော်လောက်ကလေးကဇာကနာကိုကျွန်တော်ကြားဘူးနေခဲ့တယ်သူ့ပြက်လုံးတွေကလည်းဟိုးဟိုးကြော်နေတာမဟုတ်လားလွတ်တော်အမှတ်ချင်းတွေ့တော့ တယောက်ရဲ့ခေါင်းပေါင်းကိုတယောက်ကလက်ညှိုးထိုးပြီးအားလုံးညာချကြီးပဲဟိနှိဟလို့ပြောတယ်။အဲ့ဒီပြက်လုံးမျိုးတွေကသိရေပန်းစားတာကိုရှင်းလေးလုံးကာလအတွင်းမှာသူ့ကိုစအတွေ့မှုတယ်။သူ့လှုပ်ရှားမှုတွေကိုလည်းမြင်တွေ့နေရတယ်။သူ့ဩတာအချိန်ဝါကိုလည်းအံ့ဩနေရတယ်။ဒီကျုပ်ယုံကျုပ်ကို သူလာလေးရှိတယ်။မင်းကိုနိုင်တို့မိုးတီစုံတို့အောင်တင်တို့ ਨੇ လက်ဖိဆိုင်ထိုင်တတ်တယ်။ကျွန်တော်တို့မကြာခဏစကားပြောဖြစ်ကြတယ်။ဟေ့ကိုသာဒီကျုပ်ဝင်မလို့ချင်ဘူးလားတာဝန်ပေးချင်တယ် ကျုပ်တို့စဉ်းစားနေတယ်။ဒေါအောင်ဆန်းစုကြည်မှာလူငယ်အသည့်တွေနဲ့လက်တွဲချိတ်ဖို့စိတ်ကူးတွေရှိတယ်။လူငယ်ကောင်းဆောင်တွေရဲ့ပြပုံးသည့်နိုင်ငံရေးဩဇာတိတ်ခါဂုဏ်ယူတွေကိုအတိမတ်ပြုတယ်။လေးစားအားထားတယ်။ညနေတိုင်းလိုလိုမင်းကိုနိုင်တို့မူတီဆောင်တို့ကိုဒေါအောင်ဆန်းစုကြည်ပုံမှန်တွေ့တယ်။ပြောတယ်ညှိတယ်။လူငယ်အားတွေအများကြီးလိုတယ်။အဲ့ဒီအချိန်ကအဲ့ဒီစကားကိုတော်စုတယောက်တချင်းကြီးတလူကြီးနေမယ်ထင်တယ်။ အပါကြီးကျွန်တော်တို့မလုပ်နိုင်ဘူးတခြားလူတွေမေးကြည့်အောင်ကျွန်တော်ကပါတီနိုင်ငံဝါသနာမပါဘူးဟုတ်မှာပေါ့သူကလွတ်လွတ်လပ်လပ်နေချင်းတယ်ပြောချင်းတယ်တွားချင်းလာချင်းတယ်လေချင်းပတ်ချင်းတယ်တွေ့ချင်းဆုံချင်းတယ်ကျွန်တော်ကိုချင်းစားတယ်ကျွန်တော်လည်းသူ့လိုစိတ်မျိုးရှိတာကိုသူနဲ့ကျွန်တော်ထောင်ထဲမှာရေဆက်ဆုံမြန်နေအထူးထောင်ဆေးကန်းတွေတိုက်မှာတခန်းစီနေရဘူးသေးတယ်အထူးဆောင်တိုက်နေမှာတခန်းစီနေရဘူးသေးတယ်သူတချင်းတန်နေတော့အမြဲတမ်းအတူနေနေရတယ်လို့တော့ခံစားမိတယ် သူ့ဖေရောမေရောကျွန်တော်ရစာပေးမိဆွေတွေပါ။စကားပြောဖို့တွေပါ။ကျွန်တော်အပြင်ပြန်ရောက်လာတော့လေကျွန်တော်တပတ်တကာအဲစင်းတိုင်းနေထိုင်နေ။ကြောက်ကုန်းကအုံထုံးအိမ်နဲ့သူတို့ရန်ကင်းတိုက်ခန်းကနေတယ်။အမေလိုသူတို့စီရောက်တတ်တယ်။စကားလက်ဆောင်ကြတတ်တယ်။ကျွန်တော်ကြုံရကြားရတဲ့နောက်အဆောင်ဒီဘက်မှာတခြင်းမဆိုးရဘုံမတီးရ။အော်အခုဘုံတန်းကြီးကြားလာရပြီ။ပလတ်စတစ်ရေချိုးကွက်ကိုဘုံလူတီးတယ်။တုတ်ချောင်းကိုမြေဆောက်နေ။တိရွက်ကိုပြီးပြီးမှုတ်တယ်။ တဖြည်းဖြည်းနဲ့ထောင်လုံးကျွတ်တရှင်းတန်ရှမ်းလာတယ်။ပုံတန်ညာလာတယ်။တုံးခောက်တန်တွေပါရောတော့အတန်ထွက်လာတယ်။တုံးကထောင်ထဲမှာဝန်ထမ်းတွေညချက်ပြီးတဲ့အခါသုံးနေပစ္စည်းတစားတစားနဲ့အတင်းရဲလာတယ်။အတန်ကြီးကျဲလောင်လာတယ်။ငငယ်တချင်းတန်တွေကိုအပေါင်းအရင်တန်တန်နဲ့ခစ်ကြတယ်။ပုံတန်ပကန်းတန်၊ဘူးတန်ခွက်တန်၊ပုံတန်ခရတန်တွေစုံလာတယ်။ဘာဖြစ်တယ်မသိဘူး။ထောင်ဝန်ထမ်းတွေလည်းငြိမ်သွားတယ်။ထောင်လိုင်းကြီးတွေလည်းကုတ်သွားတယ်။အထူးဆောင်မှာဘာတွေဆက်ဖြစ်တယ်မသိဘူး။ ကျွန်တော်လည်းတိုက်တုံရောက်သွားတယ်။တိုက်ရောက်တော့လည်းတချင်းတန်ဒီပုံစံတွေကိုညအားတိုင်းကြားနေရတာပဲ။တကယ်လို့တချင်းကတအားအစားဆုံးပဲ။ဇော်ဝင်းထွတ်ဆိုတဲ့မိမိရဲ့သားနိုင်နေမိမိရဲ့အန်ဒီရီရင်ဆိုင်တွေ့တိုင်းမိမိရဲ့တွေ့တွေသားလေးတွေစီးဝင်နေတချင်းကလည်းလူငယ်တွေညအားတိုင်းဆိုကြဟဲ့ကြတယ်။ဒါပဲပြောပြောပေါ်ပေးပြပြဆိုတဲ့ဘုရောခင်ဝင်းရဲ့ဆောင်ပုဒ်ကိုတရိရတယ်။တိုက်တုံးမှာဒီဆောင်ပုဒ်ကို တချင်းလို့ဆိုနေကြပြီ။ကျူးတိုက်ထဲကရဲဘော် ဝင်းထူစောတို့ပြစ်ပီးတို့ရဲ့တောင်ပေါ်သူကလေးအိတ်ဆက်နေရောမဲဆိုတဲ့ကျိုးကြကရင်တော်လန်ကြီးရဲဘော်တွေရဲ့လွန်တီအင်းကြီးနေကိုလည်းကြားလာရပြန်ပြီ1989ကိုကျွန်တော်ထောင်ထဲရောက်စားကျိုးတိုက်မှနေရတော့ကလေးကဒီတချင်းဆွဲခဲ့ရတာအခုကြားရပြန်ပြီတောကျူတောင်ကြားတော်လန်ကြီးတိုက်ပွဲတွေကြားကကရင်ရဲဘော်တွေရဲ့အိမ်သူလွန်တီဟာကျွန်တော်တို့ရင်ထဲမှာစိတ်နေတယ်တိုက်တိုင်းမှာညာရင်ချင်းဝိုင်းနေလို့တယ်တိုက်တုံးမှာတေးပွဲတော်တွေရှိတယ် ဝင်းနေတွေနိုင်ငံရေးနေတွေပါတီနေတွေဘာသာရေးနေတွေမှာ အခန်းစိတ်လူစိတ်တိတ်ဆိုကြတယ်ဒီတိုက်ပွဲဟာကျွန်တော်တို့ရဲ့မကြင်ညာသောအာခံပွဲလားကြင်ညာသောအန်တုပွဲလားအမတ်တော်မထားမိတော့ပါဘူးတေးတံနဲ့မျောပါနေလို့ပါအာခံအန်တုတေးတံတွေတဲကတစ်ချက်တစ်ချက်ပေါက်ကွဲထွက်လာတဲ့ကျွန်တော်တို့ရဲ့ကျုံဝတံကအာနာအရှင်ရာဇပလင်တချင်းဆိုကွယ်အတင်းဖြုံမယ်တဲ့ တခုန်တရားရေးခဲ့မှုတွေစာချောင်းရှိတယ်။ရှင်တိုင်းနဲ့ပြန်လဲစိမ့်ဆိုခြင်းနဲ့ထောင်ဆိုတာပါလေ။အကြောင်းအကြောင်းကြောင့်ထောင်ထဲရောက်လာတဲ့သူတွေရဲ့ဘဝတွေကိုပြုပြင်မြင့်တင်ပြောင်းလဲပေးဖို့ဖြစ်တယ်။အချင်းဦးစီးဌာနကလည်းဒီဥဒီချက်ပဲထားတယ်လို့ဆိုတယ်။ပြုပြင်ပြောင်းလဲဌာန Correction Center ဆိုတဲ့စာတန်းကိုနှစ်ခုမှချိတ်ဆွဲထားတယ်မဟုတ်လား။ဒါကလူကြောက်ကောင်းအောင်အော်ရဲကြွေးကြော်တယ်။လက်တွေ့မှာက ထောင်ချအချင်းသားတွေရဲ့ ကိုစိတ်နှစ်ပါးလုံးကိုညီမျိုးစုံပရိယေမျိုးစုံနဲ့ဖဲ့ရွှေချိုးဖြစ်ခြင်းလာထောင်ရအတိကလုပ်ငန်းလို့ဖြစ်နေတယ်။စိတ်တက်ကြွခြင်းစိတ်ထက်တန်ခြင်းစိတ်ခိုင်မာခြင်းစိတ်တည်ငြိမ်ခြင်းကိုထောင်ကအလိုမရှိဘူး။စိတ်ညှိုးငယ်ခြင်းစိတ်အားပျော်ခြင်းစိတ်တက်ကြခြင်းစိတ်ပျက်စီးခြင်းကိုသာမိထိုးပေးတယ်။ထားကြောင့်လေထောင်ထဲမှာစိတ်ပြက်နေသူတွေစိတ်ကုန်နေသူတွေစိတ်လျှော့နေသူတွေစိတ်ကြနေသူတွေစိတ်ပြောင်းနေသူတွေစိတ်ကြောင်းနေသူတွေစိတ်လက်မြောက်နေသူတွေစိတ်ဒူးထောက်နေသူတွေ ိတ်အညံ့ခံနေသူတွေစိတ်လက်နဲ့ချနေသူတွေကိုမမြင်မြင်အဆုံးမြင်တွေ့နေရတာဖြစ်ပါတယ်ဒီအဖြစ်မျိုးတွေကစာမတက်ပြမတက်ရိုးသူဖြင်းသူနှုံသူအသူအောက်တန်းလွာအတန်းစားအချင်းသားတွေကြားမှာသာတွေ့နိုင်တာမဟုတ်ပါဘူးနိုင်ငံရေးဓမ္မလူစီးပွားရေးလုပ်ငန်းရှင်လူစာတက်ပြတဲ့ပညာတတ်တွေလူအထက်လွာအတန်းစားအချင်းသားတွေကြားမှာလည်းတွေ့နိုင်ပါတယ်အလားတူပဲရုပ်ပိုင်းဆိုင်ရာမှာလည်းပြဿနာတွေကြီးကြီးမားမားကျယ်ကျယ်ပြန့်ပြန့်ရှိပါတယ်။စိတ်ပိုင်းထက် အစရထောင်ပုံမှုဆိုးရတယ်လို့ပြောနိုင်ပါတယ်။ဟုတ်တယ်လေ။စိတ်ပိုင်းဆိုင်ရာမှာလွတ်လပ်မှုတွေစိတ်သုံးလို့ပြဿနာတွေပေါ်ရတယ်လို့ရုပ်ပိုင်းမှာလည်းနေထိုင်မှုစားသောက်မှုယောဂဗျာကြိုတင်ကာဝေမှုစတာတွေမှာမပြည့်စုံရောပါရှုတဲ့စိတ်သုံးနေလို့ခန္ဓာကိုယ်ပိုင်းဆိုင်ရာဒုက္ခဝေဒနာတွေတပြုံတစ်ခေါင်းပေါ်နေပြီတာပေါ့။ ဒီလိုနဲ့ဟိုဆောင်ဒီဆောင်မှာဟိုထောင်သားဒီထောင်သားမှာဟိုရဲဘော်ဒီရဲဘော်မှာစိတ်ဆိုင်ရာယူရင်းပျက်စီးမှုတွေယူပိုင်းဆိုင်ရာတိန့်ချော်ချောက်ချားမှုတွေပေါ်ပေါက်နေတာကိုမျက်ဝါးထင်ထင်တွေ့လာရပါတယ်ဒီကိစ္စတွေဟာအာနာရှင်လက်ပါစီတွေအာနာပိုင်တွေတာဝန်ရှိသူတွေရဲ့လက်ချက်တသက်မဟုတ်ပါဘူးသူတို့ဘောကြီးအပြစ်ပုံချနေုံနဲ့မပြေငြိမ်းမပပြောက်နိုင်ပါဘူးကိုယ်တိုင်ကလည်းယူပိုင်းစိတ်ပိုင်းဆိုင်ရာတွေမှာ ပြုပြင်တင်တာပြုပြင်ထိမ့်မဲ့တင်တာထိမ့်မဲ့ကာကွယ်တင်တာကာကွယ် စောင့်ချောက်တင်တာစောင့်ချောက်သွားကြရမှာပါ အတ္တဟိ အတ္တနောနာထောပဲကိုအားကိုကိုပဲကိုတူကိုထပဲဖះဟောရှိတဲ့အတိုင်းကိုကိုကိုပဲ့ထင်းပဲ့ကင်ထင်းထင်းသွားရမှာပဲထောင်ပေါ်မှာမရှိရှိတာနဲ့စားရမှာပဲမဝင်ဝင်အောင်မျိုးရမှာပဲမဝဝအောင်လွေးရမှာပဲကိုလက်မတွက်တွက်အောင်လှူရှားရမှာပဲကိုလက်မပေါ့ပေါ့အောင်တန့်စင်ရမှာပဲနှစ်ဖူးပေါ်လက်တင်ပြီးအတွေးနယ်ချိန်နေလို့တော့မသိပျော်အောင်ဝအောင်အိပ်ရမှာပဲ စိတ်ပြန့်လွင့်တာတဲ့စိတ်တည်ငြိမ်တာကပုံမှုအကျိုးရှိတယ်။ကောင်းတယ်။မှန်တယ်လို့နားလေကြားရမှာပဲ။စိတ်တည်ငြိမ်အောင်တခြင်းဆိုတာကောင်းရင်ဆိုရမှာပဲ။ခဏန်းတွေ့တာကောင်းရင်ခဏန်းတွေ့ရမှာပဲ။တွေ့တာကောင်းရင်တွေ့ရမှာပဲ။တရားထိုင်တာကောင်းရင်တရားထိုင်ရမှာပဲ။ပြည့်ရွတ်တာကောင်းရင်ပြည့်ရွတ်ရမှာပဲ။ဘာမှမတွေ့ဘာမှမပြောဘာမှမရပဲစိတ်ကိုဟင်းလင်းထားတာကောင်းရင်စိတ်ကိုလွတ်ထားရမှာပဲ။ဟင်းလင်းထားရမှာပဲ။အရေးကြီးဆုံးအရာကမိမိရဲ့ကိုယ်ရောစိတ်ကိုပါ။ ိမိရဲ့ချုပ်ကန်မှုထိမ့်သိမ့်မှုပက်ကန်မှုပြင်ပြောင်းမှုအောင်မှာငြိမ်းဝပြပြအသားတည်နေအောင်ထားဖို့ပဲအချုပ်ကတော့အာနာရှင်ပေါက်ဆထောက်လန်းရေးတွေအာနာပိုင်ထောင်ရာရှိတွေဖြစ်စေခြင်းတို့ကိုကိုကိုမကျိုးပဲ့စေဖို့ပဲမပျက်စီးစေဖို့ပဲမယိုယွင်းစေဖို့ပဲဒါအတိတ်ကအလုပ်ပဲဒါပဌာနာတာဝန်ပဲဒီတဘောကိုကျွန်တော်တို့ကောင်းကောင်းပေါက်ပါတယ်ဒါကြောင့်ကျွန်တော်ရောက်လေရမှာအကျဉ်းသားတိုင်းလှုပ်တဲ့လှုပ်ထိုက်တာတွေကိုပြောပြပါတယ်တိလိုမှတ်လို့လွယ်အောင် ဆောင်ပုတ်ကလေးတွေ စာချိုးကလေးတွေကျွေးကြော်တန်ကလေးတွေပေးဝေပါတယ်ညွှန်ပြပါတယ်ပြီးပေးပါတယ်1993လောက်ကကျွန်တော်ဖော်ထုတ်ခဲ့တဲ့ဆောင်ပုဒ်ကဒီလိုဖြစ်ပါတယ်မကြိုးပဲ့ရေးတရား၃ပါးရေးလို့ကျွန်တော်ဆောင်ပုဒ်ကိုကပီးထိုးပါတယ်စိတ်တက်မကြိုးပဲ့စေနဲ့ကျမ်းမာရေးမကြိုးပဲ့စေနဲ့စုဖွဲ့မှုမကြိုးပဲ့စေနဲ့နောက်ဆုံးစာကြောင်းကိုနည်းနည်းရှင်းပြခြင်းပါတယ်ထောင်ထဲမှာအကျဉ်းချနေရခြင်းလွတ်လပ်မှုဆုံးရှုံးနေရခြင်းလူကနေလို့ထိုင်လို့မကောင်းစိတ်ကထိန်းလို့မတ်လို့မရဖြစ်နေခြင်းပါ ဘယ်သူနဲ့မှအဆင်တပြေမရှိတတ်တဲ့အဖြစ်မျိုးရောက်ကြရတတ်တယ်။ပုဂ္ဂိုလ်ချင်းအဆက်ဆံအပြောအဆိုအပေါင်းအသင်းပြက်ရာကအစုအဖွဲ့အသင်းပင်အဖွဲ့အစည်းပါပြတ်တက်ပြိုတတ်တယ်။ဒီလိုနဲ့သူ့လက်ညှိုးသူငါ့လက်ညှိုးသူဖြစ်တတ်တယ်။တင်းခွဲအုပ်ခွဲဖြစ်တတ်တယ်။ဝိုင်းပယ်ကြောင်ထိုးလှုပ်လာတတ်တယ်။ထင်ရဆိုင်လှုပ်လာတတ်တယ်။တပိုတမင်းလှုပ်လာတတ်တယ်။ဒီလိုနဲ့စုဖွဲ့မှုတွေကျိုးပဲ့ကုန်တယ်။ညညရေးတွေပြတ်သုံးကုန်တယ်။ ထောင်လိုနေရာမှာရောက်နေခိုက်ရှိစုမဲ့စုညီညွတ်မှုလေးပြိုကွဲပြတ်သုံးတာဟာအဆိုးဆုံးကိစ္စပဲပေါ့ကျွန်တော်ဒီနေ့ထောင်မြင်ရောက်လာတော့လေဒီမကြိုးပဲ့ရတရားသုံးပါးကိုလက်ကင်ထားမြင်ထားပါတယ်အသက်ရွယ်က70တန်းရောက်လာတော့ကျမ်းမာရေးတော့အလိုလိုကြိုးပဲ့လာတာပေါ့ဒါပေမဲ့ကြံတရားနှစ်ပါးကိုတော့ကျွန်တော်အကျိုးပဲ့မခံဘူးအသက်တည်တဲ့အထိထိမ့်သိမ့်သွားမှာပါ ဒီကနေ့ဖျက်ပြခဲ့တဲ့အပိုင်းလေးကိုအချိန်ပေးပြီးနာတော်တာဆင်ပြီးခင်ကြလို့အားလုံးကိုကျေးဇူးအထူးတင်ရှိအပ်ပါတယ်ခင်ဗျာနာတော်တာဆင်သူညီကိုမောင်နှမများအားလုံးစိတ်ချမ်းသာခြင်းကိုဤချမ်းမခြင်းများနဲ့တလုံးတဝပြည့်စုံနိုင်ကြပါစေကြောင်းကျွန်တော်ဟယ်လင်းကစုမုံတော်စုမုံကောင်တောင်းရင်အပိုင်းခုနှစ်မှာပြန်လည်ဆုံတွေ့ကြပါစို့လားခင်ဗျာ